နေရနဲ့တောင်းနင်းကိုယ်တိုင်ပတ်စံနဲ့ရောင်းစားခဲ့တာလို့အခုလိုငွေလေးရှိလာပြီးတထောက်ထောင်ဖြစ်လာတော့ဂရိမတီးချင်လို့ရမလားမလွယ်ရောအရန်မုန်းတာပဲတဲ့ပြီးစကားစားတော့လဲသူ့တိုင်းနဲ့စပြီးစကားဆုံးတော့လဲသူ့တိုင်းနဲ့ပဲဆုံးသွားတယ်ဆိုတော့ဘယ်လိုပြောရမလဲဆိုတော့မလွယ်ရောမလွယ်လေးနော်အဲ့တချို့စင်းနေမှာပေါ့နော်အဲသူစကားပြောတာ over ဖြစ်တယ်ဆိုတော့မဟုတ်ဒီမိန်းမတယောက်ရဲ့ stress ပေါ့ ဲ့ဒါကိုလည်းပြချင်တာသူ့မှာရှိနေတဲ့ဖိအားကတော်တော်များတယ်များတဲ့အပြင်ကိုသူကဘာဖြစ်လဲဆိုတော့အဲကိုကလေးမဟုတ်တဲ့ဒီပြုံးမောင်မောင်လေးကိုအဲအဲသူ့အနေနဲ့စုဆုံးမာတယ်ပြောတဲ့ခါတွေမှာသူကသူ့ရဲ့စိတ်ထွက်ပေါက်အနေနဲ့ပြောတာတွေအများကြီးပါတယ်မန်းရွယ်ကိုအရန်မုန်းတာပဲတဲ့ပြီးစကားစတော့လည်းသူ့တိုင်းနဲ့စပြီးစကားဆုံးတော့လည်းသူ့တိုင်းနဲ့ပဲဆုံးသွားတယ်ဆိုတော့ဘယ်လိုပြောရမလဲဆိုတော့မန်းရွယ်ကမန်းရွယ်လေးနော် ဗျာနဲ့မရနဲ့ကိုဖျက်ခေါ်ခြင်းလို့တင်လိုက်ခြင်းတစ်ခါလိုက်သွားလို့ရရနော်နှွေရတော့ကွယ်ဇက်ချိန်ဖြည်းဖြည်းတက်လာပြီဆိုတော့ပရိသတ်တွေရဲ့အဲချစ်ချင်းမြတ်တာရဲ့ပြေဝရရနေတာပေါ့နော်ဒီပြတာရေးပြွားရနေတာပေါ့အဲဆုရကဒီလွယ်ဇက်ကောင်မှာဆိုလို့ရှိရင်မမဦးကာရက်တာနဲ့မတူပွဲပြတဲ့ဇက်ကောင်တွေအောင်သရုပ်ဆောင်နေတာပေါ့နော်ဆိုတော့ဒီဒီအာအမုံမြေရဲ့ ဇညုံကိုဖတ်ပြီးတော့ဆရာပြောကလေးကနွယ်ဒီ risk များတဲ့ဇက်ကောင်ဆိုတာဆိုတော့သိတယ်။နောက်ဆုံးတော့လည်းအရန်ကိုပြိတ္တအချစ်ခံရတဲ့ဇက်ကောင်ကနေပြိတ္တအရန်မုန်းတဲ့ဇက်ကောင်ကို change ချသွားမယ်ဆိုတာသိတယ်။ဒါပေမဲ့အဟိုကိုတခါမှမလုပ်ဘူးတဲ့ဇက်ကောင် character ဖြစ်တဲ့အပြင်ကိုနွယ်ဖြစ်နေဘလောက်ထိပြောင်းလဲနိုင်မလဲဆိုတော့ challenging လဲလိုချင်တဲ့အတွက်ကြောင့်ပြုတ်ဆောင်ရတာပေါ့နော်။အဲ့တော့နွယ်ပြုတ်ဆောင်ခဲ့တဲ့အချိန်မှာလည်းဆနာပြောသလိုသူကဟိုတိုးဆောင်တယောက်ကပေါ့နော် character actor ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်သူ့ရဲ့ပြင်ပပေါ့နော်ဆုထက်လိုက်ဆိုတော့မိထားပြီးတော့နွယ်ဖြစ်အောင်လို့ဆုထက်ကစူးစမ်းရတယ်။စူးစမ်း ားတဲ့ခါကျတော့လူရောစိတ်ကောအဲဒီနွဲဆိုရဲအမျိုးသမီးတစ်ယောက်ပေါ့နော်သူကမျက်နှာနှစ်ဖက်နဲ့ဆွမ်းနာပြောသလိုမျိုးဟိုစိတ်ပိုင်းဆိုင်ရာအဖြစ်သူ့မှာ jealousy များတယ်တစ်ဖက်လူပေါ်မှာသူကအများနဲ့သူအတ္တစီးရဲ့အတွက်ကြောင့်မလို့ရယူလို့စိတ်နဲ့ပဲသူချိတယ်ပေါ့နော်အဲ့တော့သူ့စကားပြောတဲ့တချို့ဆိုရေးတယ်ဆိုတဲ့ကောပြုံးမမောင်နဲ့ပြောတဲ့ဟို dialogue တွေအဲနောက်ပြီးတော့အဲအဲ့တချို့ scene တွေမှာပေါ့နော်အဲသူစကားပြောတာ over ဖြစ်တယ်ဆိုတော့မဟုတ်ဘူးသူတည်းရှင်းပြရမယ်အဲ့ဟာဘယ်လိုလဲဆိုတော့ဒီမန်နွေက အဲသူဒီဒေါက်တာနေဆိုကြီးဆုံးပြီးနောက်ပိုင်းမှာမိသားစုထဲမှာကျတော့သူက struggle လုပ်ရတယ် struggle လုပ်ရတယ်ဆိုတော့သူ့ယောက်ျားသူရဦးကလည်းသူကသူရှာနိုင်တဲ့လောက်ပဲသူပေးတာပေါ့နော်အဲနောက်ပြီးယောက်ျားမကြီးကလည်းဦးဦးစင်မျိုးကလည်းသူဒီအပေါင်ဆိုင်ကိုဆက်လက်ပြီးတော့ဦးစီးတဲ့အခါမှာအဲသူ့အနေနဲ့သူငခိုးရဲ့စိတ်ရင်းကောင်းတဲ့ဟိုလိုက်ရောတက်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့မိသားစုစီးပွားရေးအတွက်ကိုသူကအရေးရှာပေးနိုင်တဲ့လူမျိုးမဟုတ်ဘူးအဲ့တော့မိန်းမတယောက်အနေနဲ့အဲဒီရတဲ့ပတ်စံကိုအိမ်တော်မှုအတွက်လည်းအဆင်ပြေအောင်သုံးဆွဲရတယ်အဲ့တော့ဦးစင်မျိုးကြီးကျမကြီး းအတွက်လည်းသူကညက်တအောင်သုံးမရတယ်။လင်ယောက်ျားအတွက်လည်းသုံးရတယ်။ဟောဒီတပြုံးမောင်မောင်လေးအတွက်ကောနောက်သမီးလေးအတွက်ကောသုံးရတဲ့ခါကျတော့ဒီမိန်းမတယောက်ရဲ့ stress ပေါ့။အဲ့ဒါကိုလည်းပြချင်တာ။သူ့မှာရှိနေတဲ့ဖိအားတော်တော်များတယ်။များတဲ့အပြင်ကိုသူကဘာဖြစ်လဲဆိုတော့ကိုယ်ကလေးမဟုတ်တဲ့ဒီပြုံးမောင်မောင်လေးကိုအဲအဲသူ့အနေနဲ့စုဆုံးမရတယ်ပြောတဲ့ခါတွေမှာသူကသူ့ရဲ့စိတ်ထွက်ပေါက်အနေနဲ့ပြောတာတွေအများကြီးပါတယ်။အဲ့ဒီအတွက်ကြောင့်မပြောရလို့ရှိရင်တော့မဲတာပေါ့။ အော်ဒီပြုံးမောင်မောင်ကိုသူခယူနာဒေါ်သောနဲ့ဆုံးမတယ်ဆိုတာတစ်ဖက်များသောအားဖြင့်သူ့ရဲ့စိတ်ထွက်ပေါက်အနေနဲ့သူကစကားပြောတဲ့ flow တွေကအဲ့လိုမျိုးသွားတာများများတဲ့အတွက်ကြောင့်မလို့အဲဒီတယောက်ယောက်ကိုမဲနေရလို့ဆိုလို့ရှိရင်စူရာပြောတာအစားသိတာတယ်သူဘာလို့လို့ကိုအကောင်းမမြင် သူဘာလုံးလို့ကိုမကြည့်ဘူးရာအဲအဲ့လိုအဲ့လိုသဘောမျိုးပေါ့နော်အဲအဲ့တော့တစ်ဖက်ကလည်းဒီမိသားစုစီးပွားရေးကြလာတယ်တစ်ဖက်ကလည်းသူ့ရဲ့ stress တွေကများလာတယ်အဲဒီကလေးနှစ်ယောက်ကိုလည်းသူတာဝန်ယူရတဲ့အခါမှာအဲကိုသားသမီးနဲ့ကိုသားသမီးမဟုတ်တဲ့လူနဲ့ပုံမှာရှင်ပြီးတော့ဖြစ်တယ်သူ့ရဲ့စိတ်ပေါ့အဲအဲ့မိမတစ်ယောက်ရဲ့အဲဒီအတ္တနောက်ပြီးတဲ့အခါကျတော့သူ့ရဲ့ဒီ stress တွေကိုပြုံးပေါ်မှာပုံမှာပုံချနေရဆိုတဲ့ဟာကြီးကိုမတ်နွေရပြပြောင်းပြုံးဆောင်သွားတာအဲ့ခါကျတော့သူတကရှော့ပြီးတော့တယုတ်ဆောင်လိုက်လို့ရှိရင်ပြိတ္တဒီလောက်မမုံအမှန်တိုင်းပြောပါရင် ူတို့ကမတ်နွေနေရာမှာတော်ကြီးရော်ကြီးပဲတရုပ်ဆောင်ပြီးတော့အဲမတ်နွေကတော့ပြိတဲ့အမုန်းခံရမယ့် character ပဲဆိုပြီးတရုပ်ဆောင်လိုက်ပြိတဲ့ကမမုန်းတော့အဲ့တော့ဘာလို့ပါလဲဆိုတော့ဆရာဦးသိန်းဟန်ရဲ့သင်ကြားပြသမှုနဲ့နောက်ဇန်ညုံးမိုက်ဆိုင်ရာတွေနဲ့ဆိုတော့ကဒီ main character ဖြစ်တဲ့တီဟာဦးရဲ့ခက်ခက်မာရဲ့ဝိုးဖြစ်သွားအောင်ကိုယ့်ရဲ့ feeling ဆိုတဲ့ဇာတ်ရုံမှာ character actor ဖြစ်အောင်ဆိုတော့အများကြီးစူးစမ်းထားရတာအဲ့ဇာတ်ကောက်ရိုက်နေတဲ့အချိန်တွင်းမှာလဲစိတ်တွေကစိတ်တူတယ် အိမ်ပြန်လာလို့ရှိရင်အမေတို့ဖေတို့နဲ့အဲ့လိုစကားပြောတဲ့ခါမှာလည်းတစ်ခေါက်ကစားဖြစ်တာမျိုးလေးရှိရယ်ဘာလို့ဆိုစိတ်ထဲမှာမမအောင်မဟုတ်တော့ဘူးလေသူကနွယ်ဖြစ်သွားပြီဟုတ်အဲ့သူစိတ်ကသူကဟိုဘယ်လိုပြောရမလဲဆိုတော့ကန်ကန်ကိုခဲလုံးနဲ့ပြက်လိုက်သလိုပဲသူကနောက်နေတာပေါ့နော်အဲအဲ့တော့အကျိုးရလက်ကတော့နောက်ဆက်တွဲအနေနဲ့ပြိသက်ကဟာမန်းတော်ရံမုန်းကြတယ်မန်းတော်ယူပြောကြတယ်ဆိုတော့ဒါတနည်းအားဖြင့်လဲဟိုဒီဒီဇက်ကားထဲမှာစီမျောပြီးတော့အမုန်းမြစ်ဆိုတဲ့အတိုင်းပဲကွယ်အမုန်းတွေကမြစ်တစင်းလို့စီစင်းသွားတဲ့ဟာတွေပြိသက်ရင်ဘက်ထဲမှာကူးသွားတာပေါ့ကူးကတော့ ဆူထွက်လိုက်အပြင်ထွက်ရမလားမထွက်ရဘူးအဲ့လိုမျိုးတွေဖြစ်နေတာပေါ့နော်ဟုတ်တယ်တချို့ကဗာလဲဆိုတော့မန်းလွယ်ကိုအရန်မုန်းတာပဲတဲ့ပြီးစကားစတော့လဲသူ့တိုင်းနဲ့စပြီးစကားဆုံးတော့လဲသူ့တိုင်းနဲ့ပဲဆုံးသွားတယ်ဆိုတော့ဘယ်လိုပြောရမလဲဆိုတော့မန်းလွယ်ကမန်းလွယ်လीเนาะအဲဟို actor actor ပဲဆိုတော့ actor အလုပ် actor လုပ်ရတာပေါ့အဲ့တော့ပြည်သက်တွေရှင်းပြရတယ်အာဒီစုထဲရဲ့ဇက်ကောင် ဆရာအရာဆုထက်ကတိဥ္ဆောင်နေရတာပါအပြင်ကဆုထက်လိုင်းကဒီလိုမျိုးမဟုတ်ပါဘူးအဲ့တော့နွယ်ုံမုံလို့ရပါတယ်ဒါပေမဲ့ဆုထက်ကိုတော့ကျေးဇူးပြုပြီးတော့ချစ်ပေးပါလို့ဒီကနေမေတ္တာရက်ခံပါတယ်ဘာလို့လဲဆိုတော့ဟိုမုံမြက်ကအရန်ပေါက်ကြတာပေါ့နော်အမားတို့ဟိုဟာတကယ်ချင်းနေရာလဲရန်ကောင်းကြတယ်ဒီဇက်ကားမှာတိဥ္ဆောင်တာဆိုတော့ဇက်အိမ်တစ်ခုလုံးကြီးချိန်မယ်ဆိုလို့ရှိရင်ဇက်ကားရဲ့ဒီ episode 1 to 30က တော့တန်ပိုစင်းနေပဲတခုမှမရောအဲ့တန်ပိုစင်းလိုက်ကိုတို့ကလည်းအချိန်နဲ့ခန်းစားကြတာပေါ့နော်အဲ့တော့အချိန်နဲ့ခန်းစားတဲ့အခါမှာနွယ်ဗီလိန်ဇက်ကောင်ကိုလည်းတို့ကမုန်းရတယ်အဲ့တော့ဟိုမုန်းတဲ့အတွက်ကြောင့်ဘလို့ကေကိုတိရုပ်ဆောင်ဟိုပြည်ပြန်လို့ပြိတ္တမုန်းနေဆိုပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကိုကတော့ပြိတ္တချစ်တာပဲလို့ကျွန်တော် အဲ့ခါကျတော့ရွယ်လေးကိုမုံမင်မဲ့လေဆွတ်တက်လိုင်းလေးကိုချစ်ပေးကြပါလို့ဒီကနေ့ပြောချင်ပါတယ်။နောက်ဆွတ်တက်ဆက်လာမယ့်အာဒီ John 13ပေါ့နော်73ရက်နေ့မှာလာမယ့်ချစ်ဆုံးသူထုတ်ပတ်တီဆိုတော့ဆွတ်တက်ရဲ့ဆရာဆရာစကိုထွန်းတက်လွင်ရိုက်ကူးထားတဲ့ဆွတ်တက်အတွက်ဆရာနွမ်ချာတန်းရဲ့ဝတ္ထုကိုဆွတ်တက်ဒုတိယတစ်ချိန်ပြန်လဲရိုက်ကူးထားတဲ့ကားပေါ့။ အဲဒီ series is resolution ပြီမှာခက်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 ငါးလားလောက်ရိုက်ခဲ့ရတဲ့ကပါဆရာလည်းအရန်ကိုစိတ်နှစ်ထားတဲ့ကဖြစ်တဲ့အပြင်ကိုကိုကောင်းမြတ်စံစုထံမှမုံးနဲ့တော့ဒီကမှ MTV4 ရဲ့တကယ်လှပေချောပေဆိုရဲ junior လေးတွေလည်းများကြည့်ပါတယ်အဲခါကျတော့အဲအဓိကတော့အချက်ဆုံးသူထုတ်ပတ်တီးရသူကတက်ကတူဇလန်တက်ကတူဇလန်မှာမှာ romance drama ဖြစ်တဲ့အတွက်ကြောင့်မလို့အချက်ဇလန်လေးကိုသူကဟိုရင်နှင်းပွဲပေါ့နော်ရင်နှင်းပွဲအချက်ဇလန်လေးကိုငိမ့်ငိမ့်ညောင်းညောင်းနဲ့သူကကြည့်ရမှာအဲအဲဒီအလောင်းပြီး ွားတဲ့အခါကျတော့အငိမ့်ဇယုတ်ပေါ်မှာအယန်းကိုတနာစရာကောင်းတဲ့တက္ကသိုလ်ចောင်းသူမြမစာចောင်းသူလေးညလေးຫນွယ်အဖြစ်ကိုထပ်ပြီးမြင်ရမှာဖြစ်ပါတယ်အဲ့တော့ຫນွယ်မုံမြစ်တရားဒီမုံမြစ်ပြီးသွားတော့ຫນွယ်ရက်တန်ပြီးတော့ဒီဘက်အချက်ဆုံးမှာတော့ညလေးຫນွယ်အဖြစ်ဆက်လက်ပြီးတော့ပြိတ်သက်တွေရှင်နေမှာပေါ့เนาะအချက်ဆုံးသူတရား ရဲ့အထုပ်ပတ်တီအဖြစ်ပဲစတော့ဆက်လက်ပြီးတော့နေရာယူကျင်းပါတယ်လို့အဲ့အတွက်ပိတ်သက်တွေလည်းဆက် request လုပ်ပါတယ်ဒီညာလေးနွယ်လေးကြလို့ရှင်တော့တနာဆရာစက်ကောင် character လေးနဲ့လည်းပြန်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကားလေးကဆိုတော့အာမခန်နဲ့ဆွတ်တို့အများကြီးစူးစမ်းထားတယ်အဲ့တော့တကယ် romance drama ကောင်းကောင်းလေးကိုကြည့်ရမယ်အာတက်ကတူချောင်းရဲ့အငွေ့တက်တွေအများကြီးခံစားရမယ်ရှမ်းပြည်ရဲ့လှပါတယ်အများကြီးပါတယ်ကလောတောင်ကြီးပင်တရာအင်းလေးဆိုတော့တဝိုင်းကြည့်ရမှာပေါ့နော်အဲ့တော့အဲ့ကားလေးကိုဆက်ဆက်ကြည့်ရှုပေးပါ OST လေးဆွတ်ထပ်ပေးဆိုထားပါတယ်ဆရာမြမောင်ရေးထား ူတက်ကလေ villain character ကိုလည်းပြမကြောက်ပါဘူးသူတက်လှုပ်ချင်တဲ့ character ကြီးများအေးပါဒါပေမဲ့ villain ကလှုပ်ဖူးသွားပြီပေါ့နော်အဲ့တော့ဆက်နောက် character တခုနည်းလာမယ်ဆိုလို့ရှိရင်တော့ psychopath ဆန်ဆန်ကားမျိုးဆိုတဲ့ရိုက်ချင်ပါတယ်အဲဟို Bollywood မှာဆိုခဏခဏရတယ် Priyanka Chopra ဆိုလို့ရှိရင်သူ psycho psychopath ကဘယ်လိုပြောရမလဲဆိုတဲ့အခါကျတော့ ့ဥပဒေလို့ရှိရင်ဒီစက်တို့မတန်စွမ်းလို့ပဲပြောရမလားအဲမတန်ပေမဲ့စွမ်းတဲ့လူတွေလောကကြီးမှာအများကြီးရှိရယ်နော်အဲ့တော့တခုခုအကွင်ကချွေးနေရပဲဖြစ်ဖြစ်အကြမ်းမြင်ချွေးနေရပဲဖြစ်ဖြစ်ချွေးင်းတော်ညာလည်းအာတကယ်ကိုတော်ကြတဲ့လူတွေကောင်းကြတဲ့လူတွေလောကအကျိုးကိုပြုတဲ့လူတွေအများကြီးရှိတယ်အဲ့တော့အဲ့လိုမျိုးတွေအတွက် represent လုပ်ပြီးတော့ဆိုတဲ့တကားလောက်တော့ရိုက်ချင်ပါသေးတယ်အများကြီးတော့ character change ရမယ်လို့လည်းထင်တယ်ဒါမျိုးဆိုလို့ရှိရင် character development လည်းအများကြီးလုပ်ရမယ်လို့ထင်တယ်ဒါပေမဲ့အာဆိုတဲ့အတွက် challenging ဖြစ်ပြီးတော့နောက်ထပ်လူပညာအာ စွမ်းရည်တက်စေမဲ့ကားမျိုးပေါ့နော်ဆိုလိုကြရအဲ့လို psycho psychopath စင်စင်ကားမျိုးပေါ့ဟိုစိတ်ပစဆစကားမျိုး thriller မျိုးလည်းရိုက်ချင်တယ်ဆောနာလိုမျိုးအဲကားမျိုးတွေလည်းဆိုတော့စူးစမ်းကြည့်ချင်ပါသေးတယ်။ပြိတ္တလက်ခံအားပေးနေသေးရောအများရန်စူးစမ်းနေမှာပါလို့အဲ့တော့ပြိတ္တကြီးအများကြီးချစ်ပြီပါ။ဒီမှာ